ဝိချပညာရဲ့ဆိုတာလူမျိုးလိမ်တဲ့ပညာညာတဲ့ပညာမဟုတ်တာလုပ်တဲ့ပညာရဲ့တချို့တွေကြလည်းပြောကြပြန်တဲ့စေပညာရဲ့ပိတ်ပင်တားဆီးထားတယ်လို့ပြောကြတယ်။အိမ်ဝိချပြီးသွားရင်ပြန်မလို့လာတော့ဘယ်လိုလုပ်မလဲ။ကိုယ့်ရဲ့လျှော့ဝဲချက်တွေကိုအိမ်ဝိချပညာရှင်ကမေးရင်ဘယ်လိုလုပ်မလဲ။ဖော်ထုတ်ရင်ဘယ်လိုလုပ်မလဲ။စသဖြင့်ဒီလိုမျိုးတွေနော်ထင်ကြမြင်ကြရတယ်ပေါ့။အိမ်ဝိချကုထုံးယူလိုက်ပြီဆိုလို့ရှိရင်ကိုယ်မှာရှိနေတဲ့စိတ်ဖြစ်စည်းမှုတွေစိတ်ဒဏ်ရာတွေစိတ်ထော်မာတွေ နောက်တော့ခုကလိုလိုလေးဒေါသထွက်တာဒေါသကြီးတာကြောက်စိတ်တွေကြီးတာလိုလိုလေးဝမ်းနေစိတ်ဖြစ်တာအတိတ်ကဖြစ်ရဆိုတွေကနေပြီးတော့ကိုကယနေ့အချိန်ထိရုံမထွက်နိုင်တာကိုရဲ့စိတ်တွေကကိုရဲ့အတွေးတွေကနော်ပစ္စုပ္ပန်မှာတိတိမရှိပဲနဲ့အနာဂတ်ကိုသွားလိုက်အတိတ်ကိုသွားလိုက်စသဖြင့်အတွေးမငြိမ်တဲ့အရာတွေကိုနိုင်ပိုင်းလေးနဲ့ ကိုလို့ရတဲ့ပညာတခုဖြစ်တယ်။နိုင်ပိုင်းနဲ့ရှင်းထုတ်လို့ရတဲ့ပညာတခုဖြစ်တယ်။ကိုယ်မှာရှိနေတဲ့အမှုကျင့်စိုးတွေမကောင်းတဲ့အကျင့်တွေကိုလည်းအချိန်တိုတွင်းနိုင်တွင်းနဲ့နဲ့ဖြတ်ပြင်းလို့ရတဲ့၊ခြောက်ပြင်းလို့ရတဲ့ပညာရတခုဖြစ်တယ်။ကိုထိုးယူပြီးသွားပြီဆိုလို့ရှိရင်လည်းလူတယောက်ဒီသူ့ရဲ့တန်ဖိုးတွေကိုကိုကိုယ်တိုင်မြင်လာတယ်။ပြီးရင်ပေါင်းသစ်ဆန်ရေးတွေကောင်းလာတယ်၊အတွေးတွေငြိမ်လာတယ်၊ idea တွေကောင်းလာတယ်။စသဖြင့်ဒီလောက်တောင်ကြီးမြတ်တဲ့ပညာရတခုတည်းနော်။လူတွေအတွက်အကျိုးရှိတဲ့ပညာရတခု ဒီလိုမျိုးကိုเนาะအချိန်တို့တွေနိုင်ပိုင်းနဲ့ကိုယ့်ရဲ့စိတ်ဖြစ်စည်းမှုတွေစိတ်ထံရတွေတောကတွေဒါတွေကိုနိုင်ပိုင်းနဲ့ဖြောက်ဖြက်ပြင်လို့ရတဲ့ပညာတကူကဒီပညာပဲရှိတယ်တခြားမရှိဘူးပေါ့နော်အဲ့တော့ Google မှာရိုက်ရှာကြည့်ပါ YouTube မှာလည်းရိုက်ရှာကြည့်ပါ Hypnosis လို့ရိုက်ရှာကြည့်နိုင်ငံတကာမှာအသုံးပြုနေကြတယ်ဒါအပြင်တကယ်တိုးတက်နေတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာ family doctor တွေထားသလိုပဲသူတို့စီမှာ family therapist တွေလည်းရှိကြတယ် ။ဒါအပြင်ကျွန်တော်တို့ဒီအိမ်မွေချပညာရက်ကအိမ်မွေချပြီးတဲ့အခါမှာလူတယောက်ရဲ့မသိစိတ်ကိုဖွင့်ပြီးတဲ့အခါမှာတင် जा ရေးတွေလွယ်ကူလာအောင်မသိစိတ်တည်းထိအောင်ဓာတ်ရိုက်ရောက်ရှိလာအောင်လည်းလုံးလို့ရတဲ့ပညာရက်တစ်ခုဖြစ်တယ်။အောင်ချတဲ့နေရာမှာနော် customer ရဲ့စိတ်แท้ကိုရောက်ရှိသွားအောင်ပြောလို့ရတဲ့ပညာရက်တစ်ခုလည်းဖြစ်တယ်။အဲ့တော့ဒီလောက်တောင်လူတွေအတွက်အကျိုးရှိတန်ဖိုးရှိတဲ့ပညာရက်တွေနော်ဒီပညာရက်တစ်ခုပဲရှိတယ်။နောက်တစ်ခုကဘာလဲဆိုရင် စေပညာရပိတ်ပင်တားဆီးထားတယ်လို့ပြောတယ်။တစ်ချိန်တည်းမှာပဲဟိုးရှိခေတုံးကထုံစည်းတွေမေ့စည်းတွေမ ပေါ်ခင်ရဆိုလို့ရှိရင်လူတယောက်ကိုခွဲစိတ်မှုပြုလုပ်တော့မယ်ဆိုလို့ရှိရင်အိမ်မွေးချပြီးတော့မှခွဲစိတ်ခဲ့တဲ့ဆရာဝန်တွေနဲ့အများကြီးရှိတယ်အဲ့တော့အိမ်မွေးချပညာရည်တကယ်ကိုတန်ဖိုးကြီးမားတဲ့ပညာရည်တစ်ခု personal development လေးကောင်းဖို့အတွက်လူတွေဒီနှစ်ကို10နဲ့ရှိစူးစမ်းနေကြပါမယ်လို့ဒီလိုအိမ်မွေးချပြီးတော့မသိစိတ်သေးသည့်အကိုလိုချင်တဲ့အရာကို suggestion ထည့်လိုက်ပြီးဆိုလို့ရှိရင်တော့အချိန်တိုးတွင်းလေးနဲ့ ကာလအချိန်လိုအတွင်းလေးနဲ့လူဒီ personal development ကိုမြင်မြန်ဆက်ဆံကောင်းမွန်စေတယ်ပေါ့တန်မှုကြီးတဲ့ပညာရလူတယောက်ကိုဒီလိုတိုးတက်ပြောင်းလဲဖို့လွယ်ကူစေတဲ့ပညာရကိုမိတ်ဆွေနီးစမ်းကြည့်ပါသုံးစမ်းကြည့်ပါ